အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယူရတွေကပိမှန်တော်မှာဈေးရောင်းပြီးပွဲတဲအဖြစ်အသုံးပြုတဲ့အတွက်ကြောင့်တခင်ယေရှုကအဆုံးမတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကနမျိုးကမင်္ဂလာပွဲပြီးသွားတဲ့နောက် ယေရှုဟာမေရော်ညီရော်တပည့်တော်တွေနဲ့အတူ ကပိယံတော်မြို့ကိုသွားကြပါတယ်။အဲဒီမြို့မှာအကြကြီးမနေပဲယူရပတ္တခါပွဲခန့်ချင်းနေတဲ့အခါယေရုရှလင်မြို့ကိုဆက်သွားကြပါတယ်။ယေရုရှလင်မြို့ပိမံတော်မှာတပည့်တော်တွေဟာယေရှုနဲ့ပတ်သက်ပြီးသူတို့မြင်နေကြမဟုတ်တဲ့အထူးခြားဆုံးအရာတစ်ခုကိုမြင်လိုက်ရပါတယ်။ဣသရေလလူမျိုးကိုပေးတဲ့ဖခင်ရဲ့ပြည့်ညက်အရာဗိမာန်တော်မှာတရိစ္ဆာန်တွေပူဇော်ရပါတယ်။ဧသည်ရီဟာတဲခိုနေခြင်းအတွင်းစားဖို့တောက်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့်ယဝေးကနေယေရုရှလင်မြို့ကိုလာတဲ့သူတွေဟာတိုးနွားစိတ်တွေတဲခိုချင်းအတွင်းလူအပ်တာတွေဝယ်နိုင်အောင်ပတ်စံယူလာဖို့ပြည့်ညက်တရားကခွင့်ပြုထားပါတယ်။အဲဒါကိုအခွင့်ကောင်းယူပြီးယေရုရှလင်မြို့မှာရှိတဲ့ကုန်တယ်တွေဟာတရိတ်ဆန်တွေနဲ့ငှက်တွေကိုဗိမ့်မှန်တော်ရင်ပြင်မှာရောင်းချကြပါတယ်။တချို့ကုန်တယ်တွေကမတရားဈေးတင်ပြီးလူတွေကိုအမျက်ထုတ်ကြပါတယ်။ဒါနဲ့ယေရှုကရိုက်စရာဖို့ကြိုးသေးများကိုပြုပြင်ပြီးအဲဒီသူတွေကိုရောတိုးနွားတွေကိုရောဗိမ့်မှန်တော်ကနေနှင်ထုတ်လိုက်ပါတယ်။ ဝဲစားတွေရဲ့ငွေတင်းခုံတွေကိုလည်းတွန်းပစ်လိုက်ပါတယ်။ဂျူးငယ်ရောင်းတဲ့သူတွေကိုလည်းငါဘာအိမ်တော်ကိုပွဲတဲမလောက်ကြနဲ့ဆိုပြီးမိန့်ပါတယ်။ဒါကိုတပည့်တော်တွေမြင်တဲ့အခါကိုရော်ရဲ့အိမ်တော်၌ဆွဲလန်းပူပင်ခြင်းစိတ်တည်အကျွန်ုပ်ကိုစားပါ၏ဆိုတဲ့ကြံစကားကိုသတိရမိသွားကြပါတယ်။ဒါပေမဲ့ယူရလူတွေကခမားမှာဒီလိုလုတ်ပိုင်ခွင့်ရှိတယ်ဆိုတာတက်သေးပြဖို့အံပွဲအမှုတစ်ခုလောက်အလုပ်ပြဆန်းပါလို့တောင်းဆိုလိုက်ပါတယ်။ဒါနဲ့ယေရှုကလည်းဒီဗိမ္မာန်တော်ကိုဖြိုဖျက်လိုက်ပါ။ 3ရက်အတွင်းကျွန်တော်ပြန်ဆောက်မယ်ဆိုပြီးပြောပါတယ်။ယူဒာလူတွေကယေရုရှလင်မှာရှိတဲ့ဗိမာန်တော်ကိုယေရှုကြီးညွှန်းနေတယ်လို့ထင်ပြီးဒီဗိမာန်တော်ကိုဆောက်တာ46နှစ်တောင်ကြာခဲ့တယ်။ဒါကိုခမည်းက3ရက်ပြင်ဆောက်မလို့လားဆိုပြီးပြောကြပါတယ်။တကယ်တော့ယေရှုပြောနေတဲ့ဗိမာန်တော်ဟာသူ့ရဲ့ကိုယ်ခန္ဓာကိုဆိုလိုတာပါ။နောက်3နှစ်အကြာမှာယေရှုရှင်ပြန်ထမြောက်လာတဲ့အခါ အဲ့ဒီစကားတွေကိုတပည့်တော်တွေကပြန်တတိယကြပြီးနှုတ်ကပတ်တော်ကိုယုံကြည်ကြပါတယ်ခင်ဗျာ အဆုံးထိနားထောင်ပေးတဲ့အတွက်ဂျေဆုတင်ပါတယ်ခင်ဗျာ